အားလုံးပဲမင်္ဂလာပါဗျာကုတခါမှာတော့ကလေးရှိတဲ့မိဘများတတိတာစင်စင်တဲ့ရနေကလေးတစ်ခုကိုဖမ်းမိတဲ့ရုပ်တံပရိယောဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကတ်ထရီနိုလေး channel မှာပြန်လည်ကြိုးစားလိုက်ပါတယ်ဗျာငါသမီးလောက်ကိုတည်လာသူ့လက်တော့ချက်ချင်းစင်လေးပောက်နေပြီဘယ်မှာဖြစ်တော့ပါကြာကြာကြီးကတိုင်းတော့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 ဘာလို့ရှေ့ပါဆိုနေတယ် ငါသမီးကနားကြည့်အောင်ခါငါသမီးကလိုက်ငိုနေရတာပြေးပြီးတော့ပြေးပြီးတော့ငါသမီးချပြေးလာတာပေါ့ပြေးပြီးလိုက်လူတာငါသမီးလက်ပြတ်သွားတော့အကောက်မှာလက်ကိုနှစ်ချောင်းဆွဲချက်ပြတ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 ်မဆက်ဘူးမဆက်ဘူး ဟုတ်တယ်ပုံလာကိုကြည့်လိုက်ပါမြမတို့လည်းမိသွားတယ်ဒီလားမိလည်းမိသွားတယ်လက်ကောက်ကိုအဝဲကိုလှုပ်လိုက်တယ်အမတို့လက်ကောက်ကလည်းဟိုမှနေတယ်အဲ့လိုပြောတာကျအဲ့ဒါကဖမ်းလို့ဆွဲတာအဲ့ဒါလည်းသူ့ကိုဖမ်းပြီးဆွဲလိုက်တော့စီတီဗီလက်ကောက်လည်းတွေ့လည်းတွေ့ရဖတ်ပြီးလားအဲ့ဒါညီမလမ်းဆွဲလိုက်တာအဲ့ဒီပြေသွားတာဟုတ်ကောက်လားကမတက်ရမတက်မတက်ပြီးလောက်တာကြာဗေးလာမမတက်အဲ့လိုပဲမတက်တယ်ကိုဘယ်လိုလဲနေနေမေးတရားခံတာတော့ဟုတ်ရှင်ကြာတယ်ကြာတယ် င်းဆောင်အယောင်ဆောင်ပြီးတော့ခလေးတွေကိုခိုးတယ်ခိုးပြီးတော့ရေမြောင်းထဲတွေချောင်းနေထဲမှာရေနှစ်ပြီးတော့တတ်ခဲ့တယ်အဲ့ဒီဖြစ်စဉ်တွေကလေအဲ့ဒီဖြစ်စဉ်တွေဖြစ်တဲ့ဟာမှာလေတရက်ခံကတယောက်တည်းလို့ဟိုယူဆနေပြီเนาะအဲရဲတွေကအစားပေါ့เนาะယူဆနေပြီအဲ့အတွက်ကြောင့်မို့လို့အဲကိုယ့်ရဲ့အိမ်ကိုကိုယ့်ရဲ့ပေါ့เนาะအိမ်နီးနားပန်းတွေကိုအဲ့လိုမျိုးကိုယ်ဝင်ဆောင်အယောင်ဆောင်ပြီးတော့အိမ်ငှားချင်လို့ပါအဲတညလောက်တဲခွင့်ပြုပါဆိုပြီးတော့မျက်နှာစိမ့်တယောက်ပေါ့เนาะကိုယ်နဲ့မမြင်ဘူးမတွေ့ဘူးပဲねအဲ့လိုမျိုးအမျိုးသမီးတယောက်လာပြီဆိုလို့ရှိရင်တတ်နိုင်သမျှလေတေချာစစ်စေးမင်းမြန်းပြီးတော့အဲကုညီတဲ့ကုညီပေါ့เนาะမကုညီတဲ့ဘူးအဲ့လိုအမျိုးသမီးအဲ့ဒီအမျိုးသမီးဖြစ်နေခဲ့ မယ်ဆိုလို့ရှိရင်လည်းတခါတည်းရက်ကွက်မှာပေါ့နော်ဖမ်းချုပ်ပြီးတော့အဲသက်ဆိုင်ရာကိုအကြောက်ကြပေးလိုက်ကြတော့အခုကတော်တော်လေးအဲ့ဒီအမျိုးသမီးကတောင်းကျမ်းနေပြီးဝမ်းလိုမျိုးဆိုလို့ရှိရင်လည်းရောက်လာပြီပေါ့နော်ပထမလှိုင်းတရားမှာအဖြစ်တယ်လှိုင်းတရားနေအခုတိုက်ကြီးကိုရောက်လာပြီနော်အဲ့တော့တခြားဘယ်မျိုးဘယ်ရွာကိုသူတွားနေအောင်မလဲဆိုတာမသိနိုင်ဘူးအဲ့တော့အဲ့လိုဖြစ်စဉ်မျိုးကြုံလာပြီးတွေ့လာပြီးဆိုလို့ရှိရင်လေအဲတက်နိုင်တဲ့များလေးကိုသူ့ကိုပေါ့နော်တခြားစစ်စစ်မင်းမြန်ပြီးတော့အဲဆောင်ရွက်တင်တာကိုဆောင်ရွက်ပေးပေါ့နော်ပြီးတော့ဒီမျိုးသမီးရဲ့ပုံလေးကိုလည်းတစ်ချက်လောက်ပေါ့နော်ဒီလှိုင်းတရားမှာအနှစ်နှစ်ရွယ်ကလေးလေးတက်တဲ့ဖြစ်စဉ်ဆိုပြီးတော့မှလေအဲ့လိုမျိုးရိုက်ရှာကြည့်ပြီးတော့အဲ့မျိုးသမီးရဲ့ပုံကိုလည်းတစ်ချက်လောက်ပေါ့နော်အဲတခြားက ါလေးမှတ်မိအောင်ကြည့်ထားကြပါနော်။ဘဝကအခုဒီဗီဒီယိုမှာမတင်ပေးဘူးဆိုတာကကြတော့လေဗီဒီယိုလေးအဲ့လိုမျိုးပုံလေးတင်လိုက်တယ်ဆိုလို့ရှိရင်အကြောင်းမျိုးကြောင့်ပြတ်ကြသွားမှာဆိုလို့လေနော်။အဲ့တော့ကြောင့်မလို့အဲ့လိုမျိုးလေးတစ်ချက်ရိုက်ရှာကြည့်ပေးပါ။ရိုက်ရှာကြည့်ပြီးတော့အဲ့ဒီမျိုးသမီးရဲ့မျက်နှာကိုပေါ့နော်။တေချာလေးမှတ်မိအောင်လို့အကြည့်ထားကြနော်။ဘာလို့လဲဆိုတော့ဟိုအိမ်တိုင်းအိမ်တိုင်းမှာခလေးငယ်တွေမရှိတဲ့အိမ်ဆိုတာရှားတယ်ဒီနော်။တအိမ်မဟုတ်တဲ့အိမ်ကိုသူထပ်ပြီးတော့သူလှုပ်လာအောင်မှာပဲမမီသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူမမီသေးဘူးဆိုပြီးတော့သူကဂုံယူဝင်ကြောစာနဲ့သူနေနေမှာဒီနော်။ ဲ့ဒါဥမာတို့နေနဲ့တတိအထူးထားဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးဥမာတတိလာပေးတာပါအဲ့ကလေးမရှိတဲ့အိမ်ဆိုတာလည်းတုံအောင်ရှားတယ်ပေါ့နော်အဲ့တော့အိမ်တိုင်းအိမ်တိုင်းတတိလေးတော့ထားပေးပါနော်အဲတက်နိုင်တယ်ဆိုလို့ရှိရင်လေနော်အဲတသမီးတွေကိုဘယ်သူနဲ့မှဆိတ်ချလက်စားလွတ်တာမျိုးမလုပ်နဲ့သူတို့ကတို့စေးတွေတုံးတာလားဗားစေးတွေတုံးတာလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလေနော်အဲကလေးတွေကိုလွယ်လွတ်တကူပဲဖမ်းသွားတာဆိုတော့လူကြီးတွေကိုဘလို့နီးတွေတုံးလို့လူကြီးတွေကအဲ့လိုထားကြတယ်ဆိုတာမသိနိုင်ဘူးအဲ့ကြောင့်မလို့အဲတေချာလေးပေါ့နော်အဲစုံစမ်းမေးမြန်းပြီးတော့မှကုညီချင်တယ်ဆိုလဲကုညီကြပါလို့နော်အမျိုးသမီးကိုမြင်နေဆိုတေချာစစ်စစ်မေးမြန်းပြီးတော့တိုင်သိရင်လဲတိုင်လိုက်ကြဖို့လုံးဝမမိပါနဲ့နော်အဲ့ဒါလေးဟိုမှာက လေးတွေပျောက်ပျောက်နေတဲ့ဖြစ်စင်ပါလေလူအများစုကဘယ်လိုပြောကြလဲဆိုတော့လေ main ကလေးတွေကအပြောင်များတယ် main ကလေးတွေတတိထားကြပါအဲသမီး main ကလေးမွေးထားတဲ့သူတွေအထူးကယူဆိုင်ကြပါဆိုပြီးအဲ့လိုမျိုးတွေပြောကြတယ်ပေါ့နော်အဲ့တော့ငါပြောချင်တာကလေအခုကလေးတွေပျောက်နေတာက main ကလေးတွေပျောက်တာမဟုတ်ဘူးနော်ယောက်ျားလေးတွေလည်းပျောက်ပါတယ်ပြီးတော့ကလေးငငယ်ရွယ်ရွယ်လေးတွေတွေမကောက်ဘူးပေါ့နော်အဲဒီဆလင်းငါးချောင်းနဲ့အရွယ်လေးတွေကဆိုအကုန်ပျောက်တာနော်ဘလူနီးတွေနဲ့ဘလူတွေပျောက်လဲတော့မသိသေးဘူးပျောက်တယ်ဆိုတဲ့သတင်းတွေကတော့တောက်လျှောက်တက်ပါတယ်နော်ဒီ ဗါလေပျောက်တာလေးတွေရှာမယ်ဆိုတဲ့ဟာမျိုးလေးအဲ့အဲ့ဒီပေါ့နော်အဲ့ဒီပေလေးရှိတယ်အဲ့ဒါလေးတွေကိုရိုက်ရှာကြည့်နော်အဲ့ဒီမှာဆိုလို့ရှင်လေခလေးလူကြီးကြားမှမယွေးနော်အရွယ်စုံဆိုင်စုံလက်စုံအကုန်ပျောက်တာသူတို့အကြောင်းအကြောင်းလေးတွေနဲ့ဒီကြောက်ရွယ်လေးတွေဆိုလို့ရှင်ကြောက်သွားတဲ့အချိန်လေးတွေကြောက်ပြန်တဲ့အချိန်လေးတွေအဲ့လိုအချိန်လေးတွေကိုအဓိကထားပြီးတော့ပျောက်သွားတာမျိုးတွေရှိတယ်ဒီပေါ့နော်အရွယ်ရောက်ပြီးသားလူတွေဆိုလို့ရှင်လေအလုတ်သွားအလုတ်ပြန်ပေါ့နော်အဲ့လိုမျိုးလေးတွေမှာပျောက်သွားတာမျိုးလေးတွေလည်းရှိတယ်နော်အဲ့တော့ကြောင့်မလို့ခလေးမှပျောက်တာလူကြီးမှပျောက်တာယောက်ျားလေးမှပျောက်တာမိန်းကလေးမှပျောက်တာမဟုတ်ဘူးနော်ယောက်ျားလေးနေနေမိန်းကလေးနေနေပျောက်ပါတယ်အဓိကကတော့ကိုယ့်ရဲ့သားသမီးကိုချစ်တယ်ဆိုလို့ရှင်ရွှေတဲ့ပစ္စည်းတွေ ေအဲတမူတီလက်ဖို့ရတနာပစ္စည်းတွေလုံးဝမစင်ပါနဲ့အခုခါခါရှီတိုင်းလဲစင်ပေးလို့မကောင်းပါဘူးတချို့မိပါတွေရှိရပေါ့နော်အကူသားသမီးတွေကိုဟိုစင်ပေးတယ်သူများထက်သားအောင်လို့ပါညာဆိုစင်ပေးခြင်းလဲဆိုလို့ရှိရင်သူများထက်သားအောင်စင်ပေးခြင်းလဲဆိုလို့ရှိရင်အဝတ်အစားတို့ပေါ့နော်အတုံးဆောင်ပစ္စည်းလေးတွေကိုတူတူတန်တန်လေးတွေဝယ်ပေးခြင်းဝယ်ပေးလိုက်ကြပါအဲရွှေတဲ့တီးဦးတော့လုံးဝမဝယ်ပါနဲ့တချို့ကြလဲရှိရပေါ့နော်ခမဲပေးထားတို့ပါတို့ပေါ့နော်ခမဲပေးတယ်ပါတယ်ဆိုလဲပဲခလေးကိုဒီတိုင်းပဲခမဲပေးတဲ့အကြောင်းလေးကိုပြောပြထားအဲခလေးကြားအောင်တီးအောင်အဲ့လိုပြောပြထားပြောပြထားပြီးတော့ကိုယ်စီမှာပဲပြန်တင်ထားနော်အဲ့လိုဆိုလို့ရှိရင်လဲရရတယ်တီးနော်ခလေးကိုဝတ်ဆင်ထားမှအဲ့လိုမျိုးခမဲပေးတာ ာလို့လည်းမဟုတ်ဘူးရှင်เนาะဘာမှမဟုတ်တဲ့ရွှေတို့ရွှေစားလေးတခုလေးတွေကလည်းကလေးတွေရဲ့အသက်အငယ်ကိုထိခိုက်စေနိုင်တဲ့ခက်ကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တက်နိုင်နေဆိုလို့ရှင်ရွှေတို့ရွှေတံမူးကြီးပစ္စည်းလက်ဝတ်ရစားလက်ဝတ်ရတနာတွေပေါ့เนาะဘာလို့ဆိုဘာမှလုံးဝဆင်မပေးပါနဲ့ ပြီးတော့ယောက်ျားလေးနေနေမင်းကလေးနေနေအထူးကယူဆိုင်ကြပါနော်တန်နိုင်နေဆိုလို့ရှိရင်လူကြီးတွေအနေနဲ့လည်းသွားမယ်လာမယ်ဆိုလို့ရှိရင်အဲတန်မြားသေးလေးဖြစ်ဖြစ်ပါလေဖြစ်ဖြစ်ပေါ့စောင်းထားပေါ့နော်သူတို့ကဘလို့တိုးသေးတွေဘလို့နီးတွေတုံးပြီးတော့မှအဲလူကြီးတွေစီကနေလှည့်ပြားပြီးတော့ဒီကလေးတွေကိုရအောင်ခေါ်သွားလည်းမသိဘူးအခုဖြစ်တဲ့ဖြစ်စဉ်တော်တော်များများမှဆိုလို့ရှိရင်နော်လူကြီးပါလာတော့မှအဲလူကြီးကိုသူတို့ပါထုတ်တယ်ပါလွတ်တယ်ပါလှုပ်ပြီးကလေးတွေကိုခိုးတယ်ပေါ့နော်အဲလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးတွေအနေနဲ့တန်နိုင်တန်မြားတတိလေးကပ်ပါကိုနှောင်းကိုသစိမ်းတွေရောက်လာပြီးဆိုလို့ရှိရင်တန်နိုင်တန်မြားပေါ့နော်ခက်ခွာခက်ပင်ပင်လေးနေပြီးတော့အဲလိုမျိုးအဲတိုးသေးတွေ တွန်ဆေးတွေပါတွေကိုပြည့်စင်နိုင်မဲ့အရာဝတ္ထုပစ္စည်းတစ်ခုခုလေးကိုပေါ့နော်စောင့်ထားပါလို့မှထပ်ဆောင်ပြီးတော့တတိပေးခြင်းနဲ့နော်ဟိုမှာဘာလို့လေဒီလိုမျိုးခဏခဏတတိပေးတွေတတိတွေလာလာပေးနေရလဲဆိုတော့လေခလေးတွေဖြစ်သွားမှာကိုအရင်စိတ်ပူလို့ဒီကခလေးတွေဆိုတာလေဘာမှမပြောတတ်မဆိုတော့နားမလဲအခုတို့ကပြန်ပြီးဆွဲယုံတော့ဆိုတော့မှမပြောလို့ဟိုကအသက်အန္တရာယ်အသက်တာတွေပါလောက်တဲ့အတွက်ကြောင့်မလို့ခလေးလေးတွေလူလားမမြောက်ခင်အရွယ်လေးတွေမှာအဲ့လိုအသက်တာဖြစ်တာခံရတဲ့ခါကျတော့လုံးဝစိတ်မကောင်းလို့ထပ်ခါတလဲလဲတတိလာပေးနေတာပါနော်အဲ့မိထီလာမျိုးကလေသုံးနှစ်ရွယ်တမီလေးကျူရှင်အပြန်ပြန်လာတာကိုဒီခိုးပြီးတော့မှဖမ်းပြီးတော့မှပေါ့နော်အဲ့တတ်လိုက်တဲ့တရက်ခံကိုအခုဆိုလို့ရှိရင်မိသွားပြီလို့သိရတယ်ပေါ့ ါ့နော်မိသွားတဲ့အပေါ်မှာတရားခံကဘယ်ဟာမှမဟုတ်ဘူးပေါ့နော်ဝေဝေးရမဟုတ်ဘဲနဲ့ကလေးတွေရဲ့အိမ်နီးနားချင်းပဲဖြစ်နေတယ်ပေါ့အိမ်နီးနားချင်းဖြစ်တဲ့အပြင်ကိုမှတတ်လိုက်တဲ့သူကအမျိုးသမီးလို့လည်းသိရတယ်ပေါ့နော် အဲ့ခါကျတော့ဥမာတို့အနေနဲ့ကလေအခုနောက်ပိုင်းနည်းနည်းလေးစဉ်းကျင်စရာဖြစ်လာတာကလေအခုနောက်ပိုင်းခလေးတွေကိုဖမ်းတယ်တက်တယ်ဆိုတဲ့ဟာကလေအမျိုးသမီးတွေတော်တော်လေးများလာတယ်နော်အဲ့တော့ဘလို့စိတ်တွေနဲ့များဘလို့တွေလောက်ကြလေတော့ဥမာလည်းမသိဘူးပေါ့နော်အမျိုးသမီးဆိုလို့ရှိရင်မိခင်စိတ်ကတော့လူတိုင်းမှာရှိတဲ့နယ်လေနော်ခလေးရှိသည်ဖြစ်စေခလေးမရှိသည်ဖြစ်စေအမျိုးသမီးဖြစ်တဲ့အတွက်မိခင်စိတ်ဆိုတာကတော့ရှိကိုရှိတဲ့နယ်အခုဒီလိုလုံနေတဲ့လူတွေကမိခင်စိတ်မရှိကြတဲ့အပြင်ကောင်မှလူစိတ်ပါကင်းမဲ့နေကြတဲ့လူတွေလုံးကတော့ထင်တယ်ပေါ့နော်ဘာကြောင့်ဒီလိုလုံလဲတော့မသိဘူးပေါ့နော်ဒီခလေးတွေခလေးတွေရဲ့မိဘတွေမှာပဲအဲသူ့စီမှာမတင်တတ်တဲ့ခလေးတွေမိဘတွေကိုမတင်တတ်တဲ့စိတ်ပဲရှိလား ဘာတို့မကျင်တဲ့ဆက်ဆက်ရှိတယ်တော့မသိဘူးခလေးကိုတော့မကျင်တဲ့ဆက်ရှိသေးတယ်အကြောင်းလည်းမရှိဘူးလေနော်ခလေးကငငယ်ပဲရှိသေးတယ်ခလေးဆိုတော့ဘာမှနားလဲတာမဟုတ်ဘူးလေနော်အတရရောကိုပဲမကျင်တဲ့လို့လောက်တာလားဒါမှမဟုတ်လို့ရှင်ရေဟို ဒီကလေးရဲ့ဒီနားမှာဝတ်ထားတဲ့နှပုကိုလိုချင်လို့ပဲလောက်တာလားဘလို့အကြောင်းအကျောင်းလောက်တာလဲဆိုတာတကယ်စဉ်းစားလို့တော့မရဘူးပေါ့နော်ကလေးနားကနှပုကိုလောက်ချင်နေဆိုရင်တော့မှပဲအော်နှပုလေးချွတ်ယူပြီးတော့မှကလေးကိုလည်းလည်းပပချင်းချောက်လိုက်မယ်ဆိုရင်တော့မှပဲကလေးကလည်းကြောက်ပြီးတော့ပြောမှမဟုတ်ဘူးလေနော်ဒါဒါပြောပြတာပါနော်လောက်ရတယ်လေနော်ဒီလိုမျိုးတက်တဲ့အထစ်စင်အထီတော့မလောက်တင်ဘူးလို့ထင်တယ်သူတို့ကတော့ခက်ခဲနေရဆိုလို့ရှိရင်လည်းချာနီလည်းလည်းစားရှာစားကြပါလိမ့်နော်လူပဲလေဟိုခြေကောင်းလက်ကောင်းရှိနေတဲ့လူပဲဒီလိုဖြက်လန်းနေတဲ့အလွယ်နီးတွေလောက်တာတော့မကောင်းဘူးလေနော် အဲ့တော့အဲ့လိုလူမျိုးတွေမိသွားတာလည်းကောင်းတော့ကောင်းပါရဲ့နောက်ထပ်ရှိသေးတယ်နော်အခုနောက်ပိုင်းအဲ့ကိုဝင်ဆောင်အယောင်ဆောင်ပြီးတော့ခလေးတွေဖမ်းတာတွေအဲ့လိုတတ်တာတွေအဲ့လိုတွေလောက်တက်လူတွေလည်းရှိသေးရဲ့နော်အဲ့တော့မိဘအနေနဲ့တက်နိုင်မယ်ဆိုလို့ရှိရင်အဲသူတို့တွေကသူတို့အကြံဉာဏ်နဲ့သူတို့တွေးပြီးလောက်တာဖြစ်တယ်လို့ကိုရီးယားလည်းကိုရီးမိဘအုံနောက်ညံနဲ့ကိုသားသမီးကိုကိုပေါ့နော်တေချာလေးဂယူးဆိုင်ပြီးတော့မှအဲအုတ်ချုပ်တင်တယ်တေချာလေးဂယူးဆိုင်ပြီးတော့မှစောင့်ကြည့်တင်တယ်ပေါ့နော်အဲ့တော့ ဘယ်တော့သားဖယ်လာလာပေါ့နော်ကိုတိုင်လိုက်ပြီးတော့မှအဲစောင့်ကြည့်တာမျိုး view site ပေးတာမျိုးလေးတွေပို့ပြီးတော့လုတ်တင်နေတုန်းကတော့ထင်နေပေါ့နော်အဲဘယ်လိုလူမျိုးကဘယ်လိုအသိဉာဏ်မျိုးဘယ်လိုစိတ်မျိုးနဲ့ဘယ်လိုလုံမယ်ဆိုတာကိုဘယ်သူမှကြုံမသိနိုင်ဘူးလေနော်အဲ့အတွက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလုံးမတို့ကကြုံမသိနိုင်တဲ့အရာအတွက်ကိုကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပဲသားသမီးတွေကိုကိုယ့်ဘာသာကိုတတ်နိုင်သမျှတတ်နိုင်တဲ့အနေနဲ့ view site ပေါ့နော်အဲ့လိုမျိုးလေးလုတ်ပေးတာအကောင်းဆုံးပဲလုံးဝအကြံဉာဏ်ပေးချင်တယ်နော်အခုတို့ကိုမိသွားတယ်ဆိုပေမဲ့လည်းကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့သားသမီးတွေရဲ့အသက်ကပြန်ပြီးတော့မရနိုင်တော့ဘူးလေနော်အဲဆုံးရှုံးသွားပြီးသားအသက်ကလေးတွေကတော့ဆုံးရှုံးသွားပြီးသားပြီအဲ့အတွက်ကြောင့်မို့လို့ မဆုံးရှုံးရထပ်ပြီးတော့နောက်ထပ်သားသမီးတွေအသက်တွေမဆုံးရှုံးရအောင်လို့တတ်နိုင်သမျှပေါ့နော်အခုပဲကြည့်နော်အင်းနီနာဘန်ကလုတ်သွားတာနော်အင်းနီနာဘန်ပဲဖြစ်ပါစေနော်ကိုနဲ့အတူတူနေဒီပဲဖြစ်စေတတ်နိုင်သမျှမယုံရပါဘူးငွေကြေးတွေဒီလိုအဲတံမိုးကြီးပစ္စည်းတွေနဲ့ပတ်သက်လာလို့ရှင်မလုတ်ရတာဘာမှမရှိရခက်ဖြစ်တဲ့အတွက်ကိုကိုတိုင်းမွေးထားတဲ့သားသမီးကိုကိုကိုတိုင်းမမိပါရင်နေနဲ့စောင့်ရှောက်ဖို့လိုပါရဲ့နော်ဘသူဘသူမှမယုံကြည်ကြပါနဲ့လို့နော်ဘလို့စိတ်တွေနဲ့ဘလို့လုံနေလဲဆိုတော့မသိရလို့လေနော် တူမလေးလည်းအသက်ခံလိုက်ရတယ်တဲ့နှစ်ထောင်လူသွားတာလေဟုတ်တယ်တိလားအခုနောက်ပိုင်းနေခလေးတွေကိုလေအဲခိုးတယ်ခိုးပြီးတော့မှဘာမှတန်ဖိုးမရှိတဲ့ပေါ့နော်ဒီနဖူးလေးလေးဒီနှစ်ထောင်လေးတွေတန်ဖိုးမရှိတဲ့ဒီငါးမှုတပဲရွှေလေးတွေပေါ့နော်ဒီရွှေလေးတွေလောင်နေခလေးတွေကိုဖမ်းတယ်ခိုးတယ်ပြီးလို့ရှိရင်လေသူတို့လိုချင်တဲ့ပစ္စည်းယူပြီးလို့ရှိရင်ယူပြီးလို့ရှိရင်လေအသာတကြီးလွတ်ပေးတာမျိုးမဟုတ်ဖ ೇನೆ အဲ့လိုမျိုးခလေးတွေအသက်အန္တရာယ်ဥပါတပ်ပစ်တာမျိုးတွေအထီကိုလောက်ကြရတယ်ပေါ့နော်တော်တော်လေးကိုလူမဆန်တဲ့လောက်ရမျိုးလေးတွေလုံနေကြတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လေအဲခလေးတွေကိုတန်နိုင်သမျှပေါ့နော်အဲကိုယ့်ရဲ့မျက်စိအောက်ကနေလုံးဝအပြောက်မခံပါနဲ့လို့နော် တော်တော်ကြောက်ဖို့ကောင်းနေပြီအခုကလေဟိုခလေးတွေရှေ့သွားလို့နောက်မဖြောင်းဖြောင်းလို့မရတဲ့အချိန်ခါကိုဖြစ်နေပြီပေါ့နော်အဲ့တော့တက်နိုင်သမျှကိုရသားသမီးလေးတွေကိုရတူတူမလေးတွေကိုပေါ့နော်မျက်စိအောက်ကနေပြီးတော့အလုံးဝအပြောင်မခံပါနဲ့လို့အဲ့လိုပြောရတယ်ဆိုပေမဲ့လည်းမိဘတွေမှာလည်းသူတို့အဲစားဝတ်နေရွတ်အလုံးလုံးရရလေးရှိရအဲ့လိုလုံးလုံးရရဆိုရင်တော့မှအိမ်မှာလေးတယောက်လောက်ကတော့အငြင်းတန်းထားထားပြီနော်ခလေးရဲ့နောက်ကိုလိုက်နိုင်မဲ့လို့ပေါ့နော်နည်းနည်းပပပေါ့နော်ခလေးသွားလာလာလေးတွေကိုလိုက်နိုင်မဲ့စောင့်ရှောက်ပေးနိုင်မဲ့အဲနည်းနည်းဖြည်းဖြည်းလေးတော်တော်လက်လက်ရှိတဲ့လူတော်ဦးလောက်ကိုတော့အငြင်းတန်းတော့ထားထားပေးထားလိုက်နော်အဲ့ဒါမှအဆင်ပြေလိမ့်မယ်ရှင်ကိုစီးပွားရေးရှင်းမှာရှာ ာနေတယ်ဆိုပေမဲ့လည်းကိုရှိရှိမှာစီးပွားရေးရှာနေလို့နောက်ပိုင်းမှာကိုရဲ့တာသမီဒီလိုအသက်အန္တရာယ်နဲ့ထိနေရအဲတက်အန္တရာယ်စိုးရိမ်နေရတဲ့အခြေအနေတွေရင်ဆိုင်နေရမယ်ဆိုလို့ရှိရင်လည်းအဆင်မပြေနေဘူးเนาะဒီရှာနေတဲ့စီးပွားရေးကအကုန်လက်ကားပဲဖြစ်ကုန်မှာအဲ့ဒါကြောင့်မလို့ကိုရှိမှာစီးပွားရေးရှာမယ်ဆိုလို့ရှိရင်လည်းနောက်ပိုင်းမှာစိတ်ချယုံကြည်ရတဲ့လူကလေးလောက်ကိုလက်ထက်ချက်မကွာဘောเนาะကလေးပါလှုပ်လှုပ်လိုက်ပြီးတော့ကြည့်ရှုစောင့်ရှောက်ပေးနိုင်မယ်လူမျိုးကိုလည်းအထားထားပေးဖို့တော့လိုလိုအပ်ပါရဲ့เนาะအခုကအရန်ကုန်မှာလေး တော်တော်လေးမထင်ထားတဲ့လုပ်ရက်တွေကိုမထင်ထားသလိုလုပ်နေတာပေါ့နော်အကုန်ကပြောသလိုပဲသူကမြန်မာလူမျိုးတွေရဲ့ပေါ့နော်အခုနောက်ပိုင်းခလေးတွေခိုးတယ်တတ်တယ်ခလေးတွေရဲ့ပစ္စည်းတွေကိုယူတဲ့အမျိုးသမီးတွေများတယ်နော်အဲ့ဒီအမျိုးသမီးတွေကဘယ်လိုလုပ်လဲဆိုတော့လေမြန်မာလူမျိုးတွေရဲ့ပေါ့နော်ဒီတနာတက်တဲ့စိတ်ကိုသူကအတုံးချပြီးတော့မှအယောင်ဆောင်တယ်သူတို့ကိုသူတို့ကိုဝင်ဆောင်တယ်ပါဒုက္ခရောက်နေတဲ့သူတွေပါအဲ့လိုအယောင်ဆောင်ပြီးတော့ခလေးတွေကိုအဲ့လိုလုပ်တာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကတတ်နိုင်မယ်ဆိုလို့ရှင်မတနာရတာတော့အကောင်းဆုံးဖြစ်နေပြီနော် အတကယ်လို့ကိုညီချင်းနေဆိုလို့ရှိရင်တော့မသေချာစစ်စစ်သေချာပေါ့နော်သူကိုဝင်ဆောင်ဟုတ်လားစစ်လားသူတကယ်ဒုက္ခရောက်နေရသူဟုတ်လားမှန်လားအဲသူရဲ့နေရက်လိပ်စာတိကြအောင်မေးအဆက်တော်လေးရမယ့်သူရှိဆက်တော်အဲ့လိုမျိုးကိုသေချာမေးမြန်းပြီးတော့မှအမှန်ကန်ဖြေနိုင်တဲ့သူတကယ်ဒုက္ခရောက်တဲ့သူဆိုလို့ရှိရင်တော့ဒုက္ခရောက်ကြအောင်နော်မှန်ကန်တဲ့ထောက်ခံချက်ဆိုတာပြောပေးနိုင်မှာပဲလေအဲ့လိုထောက်ခံချက်ပြောပေးနိုင်တဲ့သူမျိုးတွေကိုပဲကိုညီလိုက်ပါတော့နော်အဲ့လိုမပြောပေးနိုင်မဲနဲ့ EOT ကြနဲ့ကို့လာပြီးတော့ဟာဖြစ်နေရဆိုလို့ရှိရင်အဲ့လိုမျိုးသမီးတွေဆိုလို့ရှိရင်လေမကူလဲမကူညီနဲ့သူတို့နောက်ကိုထက်ချက်မကွာလိုက်ပြီးတော့တခါတည်းရဲစခန်းတွေကိုအကြောင်းစားပြီးတိုင်းသိနေတာတိုင်းလိုက်ပါသူတို့လှုပ်ပေးထားလိုက်တယ်ဆိုလို့ရှိရင်သူတို့ကတဏှာမဟုတ်တဏှာသွားပြီးတော့ဒုက္ခ တွေထပ်ပြီးပြီးတော့ကလေးတွေကိုလုံနေကြသေးရပါတော့အဲ့တော့တော်တော်လေးကိုလွန်လာပြီပေါ့နော်အဲ့တော့မိဘတွေနေနဲ့တက်နိုင်တမန်ကိုယ့်ရဲ့သားသမီးတွေအတော်တွေဥလေးတွေတက်နိုင်တမန်ပေါ့နော်ခလေးတွေကိုလုံးဝထက်ချက်မကွာလေးစောင့်ကြည့်ပေးထားဖို့လိုအပ်ပြီနော်လူစိမ်းဆိုလုံးဝအဝင်မခံနဲ့တော့နော် ဒီကိုဝင်ဆောင်အယောင်ဆောင်ပြီးတော့ကလေးတွေကိုခိုးပြီးတော့ငွေနှစ်တံပိုးကြီးလက်ဝတ်ရနာပစ္စည်းတွေဝတ်ထားရဆိုလို့ရှိရင်လည်းချွတ်ယူပြီးတော့ကလေးတွေကိုချောင်းနေမြောင်းနေတဲ့ကိုမျောပြီးတော့အဲရင်နှစ်ပြီးတော့တတ်တဲ့အမျိုးသမီးကပေါ့နော်အခုဆိုလို့ရှိရင်နေရာတော်တော်များများကိုခြေဆက်နေပြီပေါ့နော်အခုကတင်ထားဗီဒီယိုအောက်မှာဆိုလို့ရှိရင်လည်းမင်္ဂလာတုံးတို့သင်္ကန်းကျုံးတို့တဆုတ်ဆုတ်မှော်ပြီးတို့ပေါ့နော်ငါတို့တိုက်ကြီးမှလည်းဖြစ်သွားပြီလှိုင်းသားရဒီမှာကိုတော်တော်များများကိုခြေဆက်ပြီးတော့မှလိုက်လုံနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မိဘရဲ့အနေနဲ့တော်တော်လေးကိုတတိထားဖို့အတွက်ကိုလိုအပ်နေပြီပေါ့နော်ခတ်တာကလေဒီလောက်ထိခြေဆက်နေတဲ့ဥစ္စာကိုပေါ့နော်တချို့မိဘရဲ့အနေနဲ့ကအဲ့ဒီခုမှစင်တာကလေတည်င်းလေးတွေကိုလေထက်ချက်မကွာကြည့်ပြီး းပါနားထောင်ပေးပါနော်အခုနောက်ပိုင်းကလေးတွေခိုးတာကလေးတွေပြောက်တာဖြစ်နေတဲ့အတွက်အဲကလေးခိုးတဲ့သူတွေအဲဘသူဘလို့လူမျိုးတွေလဲကလေးရဲ့ကလေးကိုကတ်သွားတဲ့လူတွေရဲ့ပုံတွေကိုအခုနောက်ပိုင်းပုံတွေနဲ့တခွာတင်ကြတာနော်အဲ့ပုံလေးတွေကိုကိုယ့်ဘက်ကလေးတက်နိုင်တယ်များတိတ်ချားလေးကြည့်ထားပါတိတ်ချားလေးလေ့လာထားပါဒါမှဒီလူတွေကိုအပြင်မှာမြင်နေဆိုလို့ရှိရင်ကိုသိနိုင်ပါလိမ့်နော်အဲ့လိုမျိုးမကြည့်ထားဘူးမသိထားဘူးဆိုလို့ရှိရင်ဒီလိုဖြစ်ရမျိုးတွေအငဲခန့်နေရမှာပဲနော် အဲ့တော့ဒီမျိုးသမီးအခုဒီလောက်ထိဖြစ်နေတာဆိုလို့ရှိရင်တချို့မိဘတွေဒါဒီသတင်းတွေကိုမကြည့်ထားလို့လို့ပြောလို့ရတယ်မကြည့်ထားမမြင်ထားမတွေ့ထားတဲ့အခါမျိုးကြတော့ခံရတာပေါ့နော်အဲ့တော့နိုင်နိုင်တမ်းတမ်းသတင်းလေးတွေကိုကြည့်ပါဒီလူသက်သမားတွေပေါ့နော်ဒီလိုမျိုးကလေးတွေကိုတတ်တဲ့ဖမ်းတဲ့သူတွေရဲ့ပုံတွေကိုဆိုလို့ရှိရင်လေတေချာလေးကိုဘက်ကအာယုံဆိုင်ပြီးကြည့်ထားတဲ့နေနော်ဘာဖြစ်လို့လဲဆိုတော့အိမ်တိုင်းအိမ်တိုင်းမှာကလေးဆိုတာမရှိတဲ့အိမ်ဆိုတာမရှိဘူးလေနော်ကလေးရှိတဲ့အိမ်တိုင်းမှာသတိထားဖို့လိုတယ်ဒီမျိုးသမီးလာရဲဆိုလို့ရှိရင်ကိုဘက်ကဒါမှလုံတဲ့လုံထိုက်တာကိုလုံလို့ရမှာလေနော်မသိဘူးဆိုလို့ရှိရင်ခံနေရမှာပဲနော်အဲ့ဒါလေးကိုလုံးဝပြောချင်တယ်နော်အဲအထူးသဖြင့်ကိုယ့်ရဲ့သားသမီးကိုရှင်အောင်မကွာထားမဲ့အဲကြောင်းသားကြောင်းပြန်တဲ့အချိန်လေးတွေဆိုလို့ရှိရင်လေပေါ့နော်တေ းချလေးပေါ့နော်အဲကိုကလိုက်ပြီးတော့ကြိုတာမျိုးပို့တာမျိုးလေးလုတ်ပေးဖို့လဲဟိုမှာထပ်ပြီးတော့မှားခြင်းနေနော်ကိုဘက်မှာကိုလူမှုရေးစီးပွားရေးတခြားအလုပ်ကလေးလုံနေရရဆိုရင်တော့မှဒီအချိန်လေးတော့သားသမီးလေးတွေကိုနည်းနည်းလေးအချိန်ပေးစေခြင်းနေပေါ့နော်ဘာဖြစ်ဆိုတော့ကိုရဲ့သားသမီးတွေအကိုက ပစ္စည်းပြောင်းရအောင်လို့ဆိုလို့ရှိရင်ဟိုကတော့တိတ်ပြီးတော့ဘယ်ယူဆိုက်ဆရာမလိုသေးဘူးလေနော်ပစ္စည်းဆိုတာပြန်ရှာလို့ရတယ်အခုကပစ္စည်းပြောင်းပြုံးနေမကောက်ဘူးပစ္စည်းတွေယူုံနေမကောက်ဘူးသူကခလေးတွေကိုပါတတ်တယ်ခလေးတွေအသက်အန္တရာယ်ကိုပါသူကလောက်တာဆိုတော့တော်တော်လေးကိုဆိုးရွားနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့သားသမီးတွေကိုနော်ရွှေတဲ့ပစ္စည်းတွေဆိုလို့ရှိရင်လည်းတတ်နိုင်တယ်မြတ်လုံးဝမစင်ပါနဲ့နော်ခလေးတွေကိုချစ်တယ်ဆိုလို့ရှိရင်မစင်ပေးပါနဲ့အဲပြီးတော့အဲ့လိုမျိုးကိုယ်နဲ့မျက်စိမကွာလေးမှအမြဲတမ်းစောင့်ကြည့်ထားပါအကြောင်းတစ်ချိန်အကြောင်းစင်းချိန်ကျူရှင်သွားချိန်ကျူရှင်ပြန်ချိန်ဒါလေးတွေကိုလည်းလေတေချာလေးဟိုပါဖြစ်ပြီးတော့တချို့တွေရှိသေးတယ်အဲ့လိုမျိုးဟိုအငှားကယ်ရီတို့အငှားလူတွေနဲ့ပေါ့နော်ကြိုးခိုင်းပုတ်ခိုင်းတာတွေအဲ့ဒါတွေကလေ ယ်စိတ်မချရဘူးเนาะဘာလို့လဲဆိုတော့ကိုမွေးထားတဲ့တာသမီကိုဝမ်းရဲ့ကျွတ်ထားတဲ့တာသမီကိုကိုတိုင်းအပြင်ဘသူဘသူကိုမှစိတ်မချရပါဘူးเนาะအခုကလေငါးမူတပဲလဲလှုပ်တယ်အဲတပြားနှစ်ပြားလဲလှုပ်တယ်เนาะတချို့ဆိုရှင်တင့်နေရင်းနေနေတာရယ်ဆိုလို့ရှင်ပို့ဆိုးတယ်တင့်နေရင်းနေနေတယ်သူတို့ငွေလိုတဲ့အချိန်ဆိုလို့ရှင်အဲ့ကလေးအဲဒါသူတို့ကပတ်စံရှိတာပဲငါကလေးကိုပြန်ပြီးဆွဲလိုက်မယ်ပတ်စံတောင်းလိုက်မယ်ဆိုပြီးတော့မှအဲဖုန်းနံပါတ်တွေနဲ့ဖုန်းဆက်ပြီးပတ်စံတောင်းအဲ့လိုအလွယ်စိတ်တက်တွေအဲ့လိုမျိုးအလွယ်အတွေးတွေဝင်သွားတတ်တာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ကို့မိဘကိုတိုင်းကပဲတာသမီကိုကြိုတာပို့တာလေးလှုပ်ပေးဖို့လိုတယ်เนาะအဲ့ဒီအမျိုးသမီးကိုလည်းတွေ့ရင်ရှောင်ကြเนาะ